ဲတက်ကြီးမင်္ဂလာပါဗျာပထမလောကဇလံကောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလံလေးကတော့ဆရာမင်းဖုံးတိန်ခသူရေးသားထားတဲ့ဟာရိုက်တဲ့ညာဆိုတဲ့ပထမလောကဇလံလေးပဲဖြစ်ပါတယ်ခင်ဗျာဇလံလေးမစတဲ့ငယ်မှာညာစင်ညာတိုင်းဇလံကောင်းလေးတွေကိုရွေးချယ်လို့တင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ထားပေးဖို့မြတ်တာရက်ခံနေပါတယ် ပရိသတ်ကြီးကအစင်းသင်းပြင်တော့ကျွန်တော်လည်းတို့ဇလန်းလေးကိုစတင်နားဆင်လိုက်ကြရအောင်ခင်ဗျာဖားရတဲ့ညညကနတာလျက်ရှိပါတယ်လကလေကွင်းပင်ကြီးကိုငွေဖြာကြီးဖြင့်ဖုံးအုပ်ထားတဲ့ကဲ့သို့လွှမ်းခြုံထားပေတယ်မိုးကြအခါမိုးလေထွန်ထားတဲ့လင်းများကထွန်နဲ့လေကထွန်ရင်းငင်ကြလိမ့်ပြီလာရောင်လက်လက်များကလဲကွက်များရှိတဲ့ရေပြင်ပေါ်မှာပြေလွာစော်ကစားနေကြပါသေးတယ်။တန်ချောင်းကတော့ပလိုင်းကိုလွှဲထားလျက်ကဖာမီယိုကိုခက်ဆက်ဆိုင်ချရင်ကလဲကွင်းတစ်လျှောက်ဖားရရသည်မှာ ။ကွင်းတကွင်းပင်ကြော်လာလေပြီ။ပလိုင်းထဲမှာဖား90တာခန့်သာရသည်လေ။အနည်းဆုံးတစ်ပိတ်သာနှစ်ပိတ်သာခန့်ရမှသူ့အတွက်ကတွက်ချီကိုက်ပေလိမ့်မည်။ယခုတော့လေကွင်းတွေကခြေတူအောင်ရှောက်ပြီးအောင်တော့တန်ကြောင်ကြီးမိုးရီထဲမှာရှောက်ပြီးအောင်တော့လေကွင်းမြေကြီးဖိုးပင်းမှာတော့သူ့လိုပဲဖားရိုက်ထွက်သူတွေကများလာသည်မဟုတ်ပါလား။မိရင်လက်လက်ဝါဝါကလေးများကိုဟိုတစုတီစုတွေ့ရလေတယ်။တချို့ကတော့တယောက်တချို့ကတော့နှစ်ယောက်တချို့ကတော့အုပ်စုလိုက်ပင်ဖြစ်ပါတယ်။ တန်ကြောင်ကတဖြည်းဖြည်းရှောက်လာဒီမှာတော့လဲခွင်းနှက်ခွင်းကိုပင်ကြောလာလေတယ်။သူ့ရွာဒီကတော့ဟိုးအဝေးမှာကြံရစ်ခဲ့တယ်ပြီ။ကိုယ့်ရဲ့ရိတ်ကိုပင်မမြင်ရတော့ဘူး။လာရောက်မှတော့အိမ်မောကြငြိမ်သက်နေကြတယ်။တဖြည်းဖြည်းရိုက်လာခဲ့ရပလိုင်းမင်းပြေလူပြေခင် ဖြစ်လာတယ်။ခွင်းနှက်ခွင်းကိုကြောလာခဲ့ပြီဖြစ်ရာဖားရိုက်သူကလည်းတယောက်စားနှစ်ယောက်စားသာ တွေ့နေရပြီဖြစ်ပါတယ်။မိအောင်လက်လက်လေးတွေကတော့ဟိုးဒီဒီသွားနေကြပါတယ်။ယခုမှပဲရင်ထဲမှာတော့ချမ်းစိမ့်စိမ့်ဖြစ်လာတယ်။ တပတ်လောက်ချလိုက်ရရင်ကောင်းပြီဟုတွေးလိုက်တယ်။ခါးကြမှထိုးထားသောပလင်ကိုစမ်းကြည့်လိုက်ရမှာအရက်တောက်ခြင်းစိတ်ကတော့တဖွာဖွာပေါ်လာပါတော့တယ်။ရုတ်တရက်မှာပဲမိုးကလည်းတပြိုင်တပြက်ရွာလာပြန်တယ်။တန်ကြောင်တယောက်သတွေးကိုမြှို့ချလိုက်ပါတယ်။ကောင်းငင်မှာတစက်စက်ခုံဆင်းလာတယ်။မိုးပေါက်တွေကတော့အပေါ်အင်းကြီးပလာဝစ်ထားတဲ့သူ့ရဲ့ကြောကုန်းပေါ်သို့မကြံပတာခုံဆင်းနေလျာဆက်ပြင်းရင်းဖြစ်လာလေတယ်။မိုးကလည်းဆက်ရွရွာနေတယ်။တိတ်မိဟန်ကလည်းမပေါ် ချမ်းလိုက်တော့ကွာမိုးကလည်းတဲလာပြီနော်သူကဘေဘီဝေရတော့ကြည့်လိုက်တယ်မုံမုံလေးဝဲပြန်နေတဲ့ဘဝဉာဏ်မှာမြည်သည့်အရာမှတသက်ကိုကွဲမမြင်ရတော့ညာကအကြောင်းမဲ့ဖွယ်ရင်နဲ့နေတိတ်စိတ်လာတဲ့ပတ်ဝန်းကျင်မှာတော့ဖားရိုက်ဖော်တွေပဲမတွေ့ရတော့ဘူးရွာတွေကိုမမမီးတော့အောင်မိုးမုံတွေကကြာနေခြင်းဖြစ်ပါတယ်လောလောဆယ်မှာတော့ခိတ္တခုနာပြီးတော့အရက်ကလေးတောက်လိုက်ခြင်းနဲ့ပြီးတော့မှလှည့်ပြန်တော့မီပေါ့တန်ချောင်းကဟိုတတိလှည့်ကြည့်လိုက်ပါတယ် ဟိုးဝဝေးမုံွားမှာတော့မုံမုံရကြမှာမိကွက်လက်လက်ကလေးတခုကိုမြင်လိုက်ရရင်အားတက်သွားလိမ့်တယ်။ထိုတဲကလေးစီတို့ခြေလန်းကိုရွှေ့လိုက်တယ်။တဲကလေးနဲ့တဖြည်းဖြည်းနီးလာပါတယ်။တဲကလေးကဆယ်ပေပက်လေခန့်ရှိလဲဆောင်တဲကလေးဖြစ်ပြီးတော့မိတွေမြင်ရခြင်းဖြင့်လူရှိမှာတော့တေချာမိဖြစ်ပါတယ်။ဒါကြောင့်မလို့တဲနာတို့တဖြည်းဖြည်းတိုးကန်နိုင်များတိုးကတ်လိုက်ပြီးတော့မြို့တဲရှင်တို့တဲရှင်တို့ကျုပ်ဝင်လာပြသေးဗျာ။လှမ်းអော်လိုက်လေတဲ့။ရုတ်တရက်တဲသွင်းမှာချောင်းဟန်လာထွက်လာတယ်။ ဝင်ခဲလို့ခေါ်တံကိုကြားရလေတယ်။မိမကြီးတယောက်ရဲ့အော်ရှရှအတန်းသူကလွယ်ထားသောပလိုင်းကိုချကာမိယုတ်ကိုတဲသွင်းသို့မျက်နှာမူလိုက်တယ်။တဲအတွင်းကတော့မိရဲ့လင်းရောင်ဖြင့်ပို၍လင်းသွားတယ်။သူလှမ်းကြည့်လိုက်တော့မိမကြီးတယောက်တဲအတွင်းမှာထင်းမိဖို့နေပါတယ်။ဘာတွေချက်ပြုတ်နေပါလဲ။မိဘအခွင့်ပေါ်မှာတော့မိသည့်အိုးမှမတွေ့ရမိကိုသာတွေ့ရတယ်။တို့တော့မိဘဝင်းမှာတော့စလုံးတလုံးချထားသူကိုတွေ့ရလိမ့်တယ်။တန်ချောင်းကရေစုံလုံးကြီးကိုရင်ညစ်တယ်။ပလိုင်းကိုတဲဝါတွင်ချိတ်လိုက်တယ်။ မိဘကိုမြင်ရလေမှာရင်ထဲမှာနှွေးထွေးသွားသလိုခံစားလိုက်ရတယ်။သူတဲအတွင်းသို့ဝင်လာခြင်းအတန်ပြုခြင်းလုံကြီးရညစ်ခြင်းပလိုင်းကိုတဲဝတဲ့ချိန်တိုင်းခြင်းစသည့်လှုပ်ရှားမှုများကိုတော့ကြောပေးထိုင်နေသောမိမကြီးကတစ်ချက်ကလေးပင်ငဲကြည့်ပုံမရပေ။ဝင်ခဲဟူတဲ့စကားတစ်လုံးပြောပြီးတော့မိဘကိုမိဆက်ဖို့နေတော့သူရှိရနောက်ကိုတစ်ချက်ကလေးများပင်ငဲမကြည့်သေးပေ။ပြီးတော့မိမကြီးကထမင်းကိုရှေးရှားထားလိမ့်မယ်။မိအောင်မှာတော့နတ်မောင်တော်အသားကြီးကြောင့်တန်ကြောင်းရင်နဲ့ဦးလေးလေးဖြစ်သွားသည် ဒီမေးဝါကြီးနဲ့ကွာလူစိမ့်တယောက်တဲတဲဝင်လာတော့မှခရုဆိုင်ပေါ်မရဘူးလောကပြူတော့စိတ်ကူးမရှိပါလားဒီမဲ့ဒီမဲ့တော်ကြီးကျုံမိလုံးညင်နေဗျမေးဝါကြီးကတန်ချောင်းကိုငယ်ဆောင်ရစ်ပင်မကြည့်ပြတရှင်ရှင်တောက်နေတော့မိဘုံကိုမိဆက်ထိုးနေပါတယ်တန်ချောင်းကိုငယ်ရစ်ပင်မကြည့်ကြည့်ထိုးတန်ချောင်းရဲ့မျက်လုံးမှာကမိမကြီးဘေးမှာချထားသောဇလုံးလေးသူငုံကြည့်တိုင်းမိတယ်မျက်လုံးပြူးသွားလေလေစာဖာစာဖာတွေပါလားအရှင်တွေပါလား ဇလုံးထဲမှာတော့အေယာမစာဖားကြီးများကမျက်လုံးပြူးကြောင်ကြောင်နဲ့မသိမရှင်းနေအသက်ဝင်နေသောတလုံးလုံးတရွရအကောင်ကြီးအေယာမဖားကြီးတွေဖြစ်ပါတယ်ဒီမိမကြီးဖားတွေကိုဘလို့ဖမ်းပါလိဒါမှမဟုတ်တရွရဖမ်းထားတာလားတန်ကြောင်မလင်းအဲ့လောက်အေယာမစာဖားကြီးမျိုးတွေကိုမဖမ်းနိုင်သေးဖားကြောင်ငါးဆကျွမ်းကျင်တော့တန်ကြောင်လူလိုပင်ဒီလိုကြီးမားတဲ့စာဖားကြီးမျိုးကိုမရှာဖွေနိုင်မိုးအေးအေးထဲမှာထမင်းရရှာတဲ့မိမကြီးကဘလို့မိမကြီးပါလဲ တန်ကြောင်တယောက်ဇဝေဇဝါအတွေ့အင်းနဲ့ငေးကြောင်ကြည့်နေစမှာပဲမိမကြီးရဲ့ဇလုံးထဲမှာမတိမရှင်ဖြစ်နေသောဖားရကောင်ကိုစက်ခနဲ့ကောက်ကင်ကမိဘုံထဲသို့ပြစ်ထည့်လိုက်လေတယ်။တပြည့်ပြည့်မိကအသားညောင်နဲ့ထွက်လာလေတယ်။ဘုရားဘုရားမလိုပါနဲ့။သူအထိတ်တလန့်ငေးကြည့်နေစမှာပဲမိဘုံကြားထဲမှာဖားကြီးကတော့တွန့်လိုက်ကောက်ဝေးအကြောတွေဆွဲပါ။အာအာအမလီဖားတယ်ကလူဝတ်တက်လို့ကလား။ဘုရားဘုရား။ တန်ကြောင်ကလေပြက်ခံနေရသူလိုလမ်းဖြတ်ကြောင်အားကမိရဘူးရှင်ကြောင်ဖောက်အတန်ကလူအော်တန်ကဲ့သို့ထွက်လာလိမ့်တယ်။နာကျင်သောအော်နေသောလူတယောက်အတန်။မာတီတဲကိုဝင်လာတော့မှားပြီသူနေမှားပြီမှားပြီ။ရှင်ထဲမှာတော့မုန်းကျက်သလိုခံစားနေရစင်မှာပင်မိမကြီးရဲ့မိရှင်ကြောင်တွန့်လေကောက်ခွေးနေတော့ဖားကြီးကိုဆက်ခနဲ့ကောက်ကန်ကမကြက်တကြက်အစိမ့်လိုက်ပြီးကောက်စားလိုက်လေတော့တယ်။အာရပါရမရင်ဆက်ရီကြိုက်ွားနေခြင်းပင်သည်။ဖယားကြီးလူမဟုတ်ရလား။တရေတရေမကြီး မိမကြီးကဖားမသိမရှင်ကြီးကိုကောက်စားနေကြမှာပင်နောက်ထပ်တကောင်ကိုမိဖို့တဲ့ထက်ထဲလိုက်ပြန်နေအကျော်ဆွဲကထားခုံလိုက်လေတယ်လူတယောက်အတန်ကဲသူဖားစီမှာအတန်ထွက်လာပြန်နေတယ်အဲဒီနောက်မိမကြီးကဖားရှင်ကိုကောက်ကင်လိုက်ကတကြွကြွမြည်အောင်ကြိုက်စားလိုက်ပြန်နေနောက်ထပ်တကောင်ထက်ထဲလိုက်ပြန်နေပြီးတော့တကောင်ပြီးတကောင်တန်ချောင်းကအချင်းလေးကိုရွေးမိသွားလိမ့်မည်နောက်ဆိုအချင်းလန်းဆုပ်ကမိယုံဆောင်ပလိုင်းတို့ကပင်မယူနိုင်တော့မနေတယောသောပါပြေးထွက်သွားလိတော့တယ် နောက်တနေ့မော်လီတဲ့ခါမှာတော့ယွမ်ကလူငယ်အချို့နေယမန်နေညကနေရာကိုတွားရောက်ရှာဖွေရာလေတဲကိုမတွေ့ရသေးတာမကတင်းကျိုင်းဟောင်းရဲ့အဆက်မှာမီးဖို့ပြပုံအချို့ကိုသာတွေ့လိုက်ရလေသည်တကားထို့အတူပြိုလဲနေသောမီးဖို့ဆောင်နေပလိုင်းထဲမှာတော့ဖားများမတွေ့ရတော့ဘဲနဲ့ဖားကျိုးအကျဉ်းချက်များကိုသာထူးဆန်းစွာတွေ့လိုက်ရလေတယ်တင်းကျိုင်းဟောင်းကတော့ယွမ်နေရာအကျွားမှာအချောက်လက်ကြီးသည်ဟုသတင်းထွက်နေတယ်သူကတော့ငါ့ကိုအစိမ့်သေးအချောက်လက်လိုက်တော့ဗောတော်ပြီးတော်ပြီးနောက်ဆိုရင်တော့ညဘက်ဖားရဲမထွက်တော့ဘူး ဆရာမင်းဖုံးတကယ်သူရေးသားထားတဲ့ဖားရိုက်ထွက်တဲ့ညဆိုရဲဗလာလောကဇာတ်လေးကတော့ဒီမှာနေပြီးဆုံးပါပြီခင်ဗျာဆရာမင်းဖုံးတင်ကတူနေတကွာနားဆင်ပေးခဲ့ကြသူတို့တယောက်ချင်းစီကိုအထွေထွေကျေးဇူးတင်ရှိပါတယ်တာယာပြွှင်သောညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာနောက်ထပ်တစ်ပုဒ်နေကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လေးကတော့ဆရာကျော်မင်းနိုင်ရေးသားထားတဲ့တပွဲစားကံမောင်းဆိုရဲဗလာလောကဇာတ်လေးပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးကအစဉ်အပြည့်တော့ကျွန်တော်နဲ့တူဇာတ်လေးကိုစားတင်နားဆင်ကြကြအောင်ခင်ဗျာ ကောင်းတာလုပ်ရင်သေသွားတဲ့အခါနှက်ပြေရောက်ပြီ။မကောင်းတာလုပ်ရင်တော့သေသွားတဲ့အခါငရေပြေရောက်ပြီ။အကြံဉာဏ်အဖြစ်တော့ဘာသာရေးအယူဆကဒီလောက်ပါပဲ။ဒီအထက်မှာဗုဒ္ဓဘာသာအနေနဲ့ကနှက်ပြေကိုတာဝရင်သာ၊ရာမာ၊တုတိတာစသဖြင့်ဘုံအစင်းစင်ခွဲပြတယ်။ငရေပြေကိုတော့ဒီလိုပဲ။တီဟိုတပအဝီစီးအထိခွဲ။အဲငရေခံရသူတွေကိုတော့အစင်းစင်ခွဲပြသလိုငရေမှာလည်းငရေပိတ်တာအတူတကယ်ဘုံစံအစင်းစင်ခွဲပြပြန်တယ်။ ထူအပ်ထဲမှာယခုဖြစ်ရမယ့်ဇာတ်လေးကတော့အတူရခဲ့ပုံအင်းတရကြီးဥတာတီကျဖြစ်ရဆိုပင်ဖြစ်ပါတယ်။အရေးဖြစ်ရကဗကိုးမြစ်ပြထန်းတော်ကြီးဇောင်းတူရမှာတချိန်ကအမှန်တကယ်ဖြစ်ခဲ့သောလူအများပြောစမှတ်တွင်ကလေးအဖြစ်ပြက်လေးတစ်ခုပဲ။ဗကိုးမြစ်ဟာဗကိုးရွမကြီးတောင်တန်းထဲမှာတော့ရေဝဲရေစာချောင်းပြမြစ်ပြဖြင့်မြစ်ပြခံတော်လဲရာသဝင်နောက်ခံသမိုင်းကကြီးမာလှပေတယ်။အလေရွမတောင်တန်းကြီးဖြစ်ဗကိုးရွမကိုခေါ်ကြပါဗျ။ ဘကူဂျမခေါ်အလေယုံမတောင်းတန်းကြီးကတော့အင်းစမဝိဇာစောကြီးအဘဘိုးမင်းကောင်တို့လိုထရပောက်တိတ်ဟိမဟိတ်တိတ်ဟိရှင်တွေကတော့ခိုလုံပောက်ဘွားရပုပ်ဘွားတောင်မြတ်တောင်ကလေးကြီးမှာအလေယုံမတောင်းတန်းကြီးရဲ့အထွတ်အထိပ်ပါဝင်နေပါလေအေယော်ရီမြင်းရှိဘချံပြည်နဝင်းတောင်းတန်းကြီးမှာတောင်ငူပြင်းမနာတောင်ညိုအပါဝင်စစ်တောင်းမြေအနောက်ဘချံဒီအရှိနဲ့အနောက်ကျဲပြန့်တယ်လို့တောင်ထဲမြောက်ဆိုရင်လည်းမန္တလေးကျောက်ဆဲမှာတောင်ဘက်ရွှေတကုံတိမ်ကုန်းဒရကုံတန်လျင်တိမ်ကုန်းဒရကုံဒီစဉ်သက်လာပြန်တယ် ဘဂိုးမြစ်တီပင်ဟန်တာဝရီခရိုင်မြောက်ဘက်မှနေပြီးတော့ဘဂိုးမြစ်နယ်မြေနဲ့စဉ်းစားလာရမှာတန်လျံနောက်ဘက်တို့အရောက်ရန်ကုန်မြစ်နယ်မြေတွင်ပြီးတော့တောင်ပိုင်းပဲလေမုဒ္ဓမခွေတဲ့သူစီးဝင်သွားပြန်နေ။ရာသီဝင်အစင်လားတိုင်ဝင်တမိုင်းဝင်ဖြစ်ရတဲ့များစွာရှိကြတဲ့ဘဂိုးမြစ်ပြမောင်းတူရွာမှာတော့အင်းတရေကြီးဥတာတူရဲ့ဖြစ်ရက်ကလည်းအမှန်မင်းစားတဲ့လောက်ပါပဲ။ဆောင်သူပေတော်ကုန်းရွာမှာအင်းတရေကြီးဥတာတီဟာမကြုံမလွန်နိုင်တဲ့ကြောက်စရာအင်းတရေကြီးဖြစ်နာမည်ကြီးပါတယ်။အေးကွာ ငါရှာဖားရှာဆိုရင်တော့ပထမဆုံးရတဲ့ငါဖားတဲ့ခါတကောင်ကောင်ကိုအင်းတရဲ့ကြီးဥဒါတီတို့ပူဇော်ပသရတယ်။မပူဇော်မပသဘူးဆိုရင်တော့ငါဖားရှာတဲ့လူတွေလည်းအန္တရာယ်ရှိရင်ဘလောက်ရှာရှာမရတဘူးကံမောင်းရဘီအန်ရဲ့ကြုံပြီးတော့အသေးစွန်းနဲ့သေးရတတယ်။ဗာကြီးဦးအောင်ထွန်းကလှေကလေးကိုအင်းရဲ့ပြမခက်တန်းလောက်ခရင်ကထိုစဉ်ကအသက်73နှစ်သားသာရှိသေးတယ်။သူကလေးကံမောင်းကိုရှင်းပြနေခြင်းဖြစ်ပါတယ်။ အင်းဒီယာကြီးဥဒါဒီပါဒီလောက်ပဲလားဗာကြီးအောင်ရသူ့ကိုပထမဆုံးရတဲ့ငါးဖားပူဇော်ရရဆိုတော့အခုလိုအင်းရင်ချောင်းမြောင်းနဲ့မှာဗကန်နေပါရီမပါဘဲနဲ့ဘယ်လိုပူဇော်ပတ်ရရမှာလဲဗျာအင်းဒီယာကြီးဥဒါဒီတို့ဗကန်နေပါရီအထွေထုမလိုပါဘူးကွာပထမဆုံးရတဲ့ငါးကိုအင်းရင်ချောင်းမြောင်းအဆက်မှာပေါက်လေးရှိတဲ့ပင်ရတရွက်ခူးပြီးတော့အဘအင်းဒီယာကြီးဥဒါဒီတို့ပူဇော်ပါတယ်ပတ်ကြပါတယ်ဒါတော်ကြီးငါးဖားရှာရမှာအန်နေကင်းအောင်စောင်းလျှောက်တော်မူပါ အဲ့ဒီစကားတွေကတော့ကံမောင်ငယ်စဉ်ကလေးကဘာကြီးဖြစ်သူဥအောင်ထွန်းစီကနေကြားခဲ့ရတဲ့စကားတွေပါထိုစကားမျိုးကိုအင်းတရကြီးဥဒတီနဲ့ပတ်သက်၍ကံမောင်အကြားကျင်ဆုံးစကားတွေလည်းဖြစ်ပါတယ်ထိုဒေသကလူတွေကတော့အဲ့ဒီလိုပဲအယုံအကြည်အသေးစွဲနေကြပြီဖြစ်ပါတယ်ဒါကလည်းအင်းတရကြီးနဲ့ပတ်သက်၍ကံမောင်ကတနည်းတဖုံပတ်သက်နေသောကြောင့်ပဲအခုတော့ဘာကြီးဥအောင်ထွန်းလည်းကွယ်လွန်ခဲ့ကြပါပြီကံမောင်လည်းအရွယ်ရောက်လာပြီငကောကငါးရှာဖားရှာအတန်ငါအလုံးလိုက်ဝါသနာကြီးသောကံမောင်တရား ။ဘာကြီးအောင်ရဲ့အမွေကိုဆက်ခံကတန်ဃာအလုံးဆက်လို့ရဲ့အတမွေးဝမ်းကြောင်းမှုပြုရလေပြီ။တန်မောင်နဲ့ပတ်သက်ရေးပေတော်ကုန်းရွာသားရဲ့အတွက်တော့မကြည်လည်သောအကြောင်းမျိုးရှိတယ်။ထိုထဲမှာဘာကြီးဦးအောင်ထွန်းကိုကံပေါင်း900လေးပေါ်မှာတွန်းချ၍တက်ပစ်သည်ဟုပေတော်ကုန်းရွာသားကိုတန်မဏိကပြောဆိုဆွဆွဲခြင်းလည်းဖြစ်ပါတယ်။ထိုစဉ်ကကံပေါင်းနဲ့ဦးအောင်ထွန်းတို့900လေးနဲ့အနီးဆုံးနေရာမှာကိုတန်မဏိရဲ့900လေးရှိတယ်။ တို့တော့ကိုတန်မဏိလီမှာနောက်တစ်ပတ်အကြာအင်းထဲမှာညာရစ်တကောင်မှာမှောက်ပြီးတော့ကိုတန်မဏိတည်ဆုံသွားခဲ့ပြန်ရာထိုကိစ္စကအကျယ်အကျယ်ဆက်မဖြစ်တော့ပါဏာတိပါဒကဒူတဝအသက်ကိုတက်ပြက်ခြင်းဖြင့်အတမွေးဝမ်းကြောင်းပြရခြင်း၌ကံမောင်အထုံပါလျက်ရှိကြပြီကံမောင်ကငါးရှာဖာရှာတန်ငါအလုံးနဲ့အတမွေးသောဘာကြီးအောင်နဲ့လဘုံတတိနေခဲ့သလိုသူကိုယ်၌ကလည်းငါးရှာဖာရှာတန်ငါအလုံးကိုစိတ်ဝင်စားလိမ့်တယ် ကံမောင်ပါလာရင်ခါတိုင်းထက်ငါပိုရတတ်သည်ဟုဘာကြီးအောင်ကပြောလို့ရှိတယ်။ကံမောင်ကဘာကြီးအောင်တက်ပိုတာဒီမှာတော့စောင်းနှဲလို့နှွေခါလို့ခြေခင်းလက်ခင်းတာဒီမှာတော့တော့တက်အမဲလိုက်တက်တော့မှုဆိုးများနေပေါ့ကြီးတော့တက်အမဲလိုက်တက်ခြင်းဖြစ်ပါတယ်။ကံမောင်ကိုခေါ်သွားရင်တော့အမဲကောင်ကြီးပိုရတတ်သည်ဟုပြောလို့ရှိကြပြန်နေတယ်။ပေတော်ကုန်းရွာနာရဲ့ဘကိုးကျုံမရဲ့အတွင်မရွာမို့တော့ကောင်ကြီးဆိုင်ဆက်ပေါ်များလှလိမ့်တယ်။ညောက်တွေဆိုတာကလည်းသူအသိန်းဖွဲ့နဲ့သူကြစားတယ် ူတောင်းငတ်လို့ဈေးကောင်းရတော့ငတ်မျိုးနယ်ဝင်တွေကလည်းပေါ်မှာပေါ်တခါတရံကြားလို့ဆင်းလို့ကြက်တစ်လို့တားကောင်ကြီးတွေနဲ့လည်းတိုးတက်တယ်ဆင်းရိုင်းအုပ်ကတော့ပေါ်မှာပေါ်ဆင်းရိုင်းတအုပ်ကြပြီဆိုရင်တော့တောင်ကျောတောကျောကပင်ကြားနိုင်သိနိုင်လေတယ်ဆင်းရိုင်းတို့ရဲ့ဝါမြချိုတန်းတကိုင်းရှိုက်တန်းမြူတူအဟိတန်တွေကြားနေရရင်တော့ရှောင်းလဲသွားနိုင်ပါတယ်ကောက်ကျစင်းလဲတော့အစာရှာတတ်တယ်ကြားလို့ကြက်တစ်လို့တားစားတတ်တော်ရီကမူဒေါ်ကြီးတောင်ကြီးတော့မှတော့ပုံအောင်နေတယ်ဗွားခနဲ့ပေါ်လာပြီးတော့လူကိုရန်ရှာတတ်သေးတယ ဒီလိုအခါမျိုးမှာတော့တာကြံကြီးများနဲ့တောတက်မုံဆိုတော့အသက်လူကြရပါတယ်။ကံမောင်ကထိုးပွဲမျိုးတင်လဲနှဲခဲ့ဘူးပါပြီ။ဝဝလုံးမြဝလုံးမြင်းဝလုံးအသားလဲစားအသေးရလဲစားတော့အသားကောင်ကြီးများတွေပဲပါလေးသည်။ထိုးသားကောင်ကြီးတွေပဲဘာကြောင့်မှမသိကံမောင်တောတက်မုံဆိုတွေနဲ့ပါလာ၍ကံမောင်နဲ့ပတ်ပင်းတို့ပြီးဆိုပါကကြောက်လန့်ကြထွက်ပြေးတက်ပါလေ။သူတို့ကအသက်ကိုတက်ဖြတ်ရခြင်းနဲ့အထုံလေးပါလိရှိသောကံမောင်တယောက်ထို့သောပါဏာတိပါဒအလုပ်တွေထဲမှာတော့ပျော်မွေ့နေပါတယ် သူအပြောဆုံးကတော့ပေတော်ကုန်းအင်းကြီးတဲ့တိုင်းငါးဖားရှာရသောတန်ဃာလုံးအဲ့ဒီတန်ဃာလုံးကလှေကလေးတစ်စင်းပိုက်ကွန်တစ်ဖက်ပုံဆောင်တစ်ဖက်နဲ့အေးလူလူငါးဖားရှာနိုင်ပါရဲ့ကြားရည်ချက်တစ်တည်းဝန်နေမကြောက်ရမတကာတွေ့နေတော့ငါးဖားကိုအစာဖြစ်ကြိုက်တဲ့တော့မွေဟောက်မွေပွေးမွေစိုးတွေပဲရှိပါတယ်ဒီကောင်းလေးကိုလည်းမှုစရာမလို့အတွေ့အကြုံနဲ့သတိရှိဖို့အရေးကြီးတယ်မိန်ခရင်ကစောင်းနာတက်လက်လောက်ဆိုရင်တော့လုံလောက်ပါပြီ ငွေရရင်တော့တောင်ရခင်းကဖတီစောတာကြီးတို့စီဝင်ပြီးတော့အင်းပြန်လက်ဆောင်ပေးကတပြောတပါမူးနိုင်တယ်။ဖတူစောတာကြီးတမီညမတွေနဲ့အတူကရင်နဲ့ဒုံရင်မင်းကလိုက်နိုင်လေးတယ်။ဒါတွေကတော့ကံမောင်းရဲ့အရင်ကံဝါဒနာကံမောင်းစိတ်ထဲမှာတော့မိန်းကလေးတွေနဲ့ပတ်သက်ပြီးတော့ပယောပယီအင်မတန်လှုပ်ချင်တယ်။တို့တော့သူယောက်ျီကစိုးလာသဖြင့်ရွာထဲမှာမိန်းကလေးတွေကအကန့်မခံချိုးကြီးကတရရဲ့ယောက်ျီကြောက်စရာကောင်းလိုက်တာတော့မသိခင်ကလေးကတရဖြစ်နေရလားမသိဘူး။ ်အတိတို့သူ့ကိုရမှာကံမောင်းကိုပြောဆိုကြတဲ့စကားတွေကိုကံမောင်းမကြားမဟုတ်ကြားပါတယ်ထို့တော့ကိုအเจ้าနဲ့ကိုကိုဘဝပေးအခြေအနေနဲ့ကိုမကံမောင်းမသိကြအောင်စောင်းလေရပါတယ်တောင်ပေါ်ရခင်းကဖက်သည်စောတာကြီးရဲ့တမီနော်မေဖို့နဲ့နော်စေးဖို့တို့သာလေရွာနဲ့ခဝေးမှနေတားယောက်ျားရှာပါခြင်းကြောင့်လာမသိဒီရုပ်စိုးအကြီးတန်ကြီးကိုလက်ခံပေါင်းရင်းဆက်ဆံကြလေတယ်ဒါကိုပင်ကံမောင်းကြီးကအဟုတ်ထင်နေပါတယ် ဖတိသောတာကြီးတို့ကြိုက်တဲ့တော့မွေးလိုကောင်မျိုးလက်လိုကောင်မျိုးရပြီဆိုရင်တော့သောတာကြီးရဲ့တောင်ရခင်းကိုအရင်ဆုံးသွားတော်တယ်။ကျွာထဲမှာသူ့တဝူတုံစင်ညီအရင်လိုမောင်နှမဖြစ်တော့အမကြီးမနေုံနဲ့အကူတော်ညံမောင်တို့စီကိုပဲမရောက်ဖြစ်တော်ပြီ။အကူတော်ညံမောင်ကရွာဦးကျောင်းမှာသင်္ကန်းစည်းနေသည်မို့ထားပါတော့။တချံနဲ့တဝိုင်းနဲ့အတူနေတော့အိမ်အောင်တဲ့အမကြီးမနေုံစီတို့ပင်ပြန်ရောက်ချင်းမှရောက်တတ်တယ်။ဖတိသောတာကြီးရဲ့တောင်ရထဲမှာချက်ပြုတ်စားတော့ပြပြပပကခုံနေ။ မုံမူယူယူနဲ့မောသွားရင်တော့တောင်ရထဲမှာလင်းစင်တက်ကလေးမှာထိုးအိတ်တက်တယ်။တနေ့မှာတော့ကံမောင်မွေဝေးကြီးတကောင်အင်းစမရလာ၍ခရီးစောသားကင်းနဲ့နော်မိတ်ဖော်တို့ရှိရာတောင်ရခင်းတို့အတွာအခြားတောင်ပေါ်ကမှကရင်လူမျိုးဧည့်သည်မိသားစုနဲ့ကြုံလိုက်ရတယ်။သောသားကကြီးကတောင်ပေါ်ကရင်ပြည်ပြည်ပွင့်ပွင့်လင်းလင်းနဲ့ပင်ကံမောင်ကြီးကိုထိုးနေညနေစောသားပွဲမှာတော့ဖွင့်ပြောပါတယ်။ကံမောင်ကြီးအခုရောက်လာတာကတော့ထန်တော်ကြီးရွာကစောတာပါတို့တာအမိတာဖာမိသားစုသုံးယောက်ပဲကွာ။စောတာပါနဲ့ငါတို့ကတငယ်ချင်းတွေလေ။ စင်တည်းကွာခိုင်းစင်ကြီးသုံးငောင်းပိုင်နေအခုသူသားစောတာပပေါ်ကငါသမီးနော်မေဖို့နဲ့ပေးစားဖို့လာပြောကြတာငါတို့မှလူကြီးတွေကလေးရှိတဲ့အတိုင်းပေးစားရမှာပေါ့ဒီမှာမင်္ဂလာဆောင်ဖို့မနှက်ပြန်ထန်းတော်ရွာကလူကြီးတွေရောက်လာလိမ့်မယ်စောတာလေးကရိုးရိုးသားသားပြောနေတော့လေကံမောင်မျက်နှာပြန်နေလိမ့်ပြီသူ့ရဲ့အတွင်စိတ်ကသူ့မျက်နှာမှာပေါ်သွားခဲ့လိမ့်တယ်ထိုချိန်မှာပဲကံမောင်းမျက်နှာကြီးကကြောက်စရာကြီးဖြစ်နေကြောင်းကိုတော့မိန်းကလေးများပြီးပြီးအရက်တောက်မထားတဲ့နော်မေးဖော့နဲ့နော်စေးဖော့တို့တရီပြူလိုက်မိသွားတယ် ကံမောင်တယောက်စောတာကြီးကိုအလိုမကျဖြစ်ရပြီအလိုမကျဖြစ်ရမှာပေါ့ကံမောင်ကြီးကရုပ်ကြမ်းစိတ်ကြမ်းကြီးပဲမဲ့စောတာကြီးရဲ့တမိအချောလာငယ်လူကျော်လေးကိုကြိုက်နေတဲ့သူမဟုတ်ပါလားတတကတိဘလူကမဲတီတာလို့ချောလာနုနယ်လေးကိုအစွဲကြီးဆွဲနေတဲ့ဖြစ်မျိုးဒါပေမဲ့နောက်တစ်နေ့မှာတော့စောတာကြီးရဲ့တောင်ရဲမှာတော့မင်္ဂလာတော်အခမ်းအနားစာအာသုဘအခမ်းအနားဖြစ်သွားကြလိမ့်မည် တတို့သားလောင်စောတာလဘောကထန်းတော်ကြီးကနောက်တနေ့ရောက်လာမယ်သူ့ရွာကရွာလူကြီးဧည့်သည်တွေကိုသူကိုယ်တိုင်ရှာဖွေတဲ့ငါးတွေနဲ့ချက်ပြုတ်ကျွေးမွေးကျင်နေဆိုပြီးတော့ပေတော်ကုန်းအင်းထဲကိုငါးတော်ဖက်မဲ့ကံမောင်ကြီးနဲ့လိုက်သွားကြကအင်းထဲမှာရေနစ်သေးရပဲအလောင်းတော်ပြန်မရတော့ဘူးတရင်ကြောက်ရဲ့သွားရောက်တရင်မေးသူတွေကစောတာကြီးကြီးရဲ့ပြောစကားကြောင့်ကံမောင်ကြီးကိုမယုံတင်ကမျက်လုံးနဲ့အလိုလိုကြည့်မိကြတယ်တို့တော့ဘာမှဖွင့်ရမပြောရကြ သူတို့စိတ်ထဲမှာတော့ကံပေါင်းကြီးကအင်းတရေကြီးဥတာဒီဝင်စားတဲ့ကောင်းကြီးများလားဟုတန်တရားတွေအခိုင်အမာဖြစ်သွားကြလေတယ်။သူများတွေကမကောင်းကြတော့ကံပေါင်းတရားမကောင်းကြတဲ့ညောင်လူဘဝဒီကပင်တာတိဖြစ်ဖို့အကြောင်းဖန်လာခဲ့ပါပြီ။ရင်းကြီးထဲမှာတညငါးဖန်းနေစဉ်လူထက်ကြီးသောငါးကြီးကသူ့ရဲ့ကောင်းကိုကိုက်ချီဆွဲသွားလေတယ်။ဦးကောင်းမနာကျင်မှုတန်ကြောင်ပထမတော့ကံမောင်တယောက်ရေထဲမှာတပွားမွေးယုံကန်နေ။ခေါင်းကိုကိုက်ဆဲသွားသောငါးကြီးကမလို့ကံမောင်ကိုရေပြင်အနက်ကြီးသို့ဆွဲချသွားလေတယ်။ ဒုသောနာကျင်မှုဝေဒနာကတစားစားပြောက်ပဲသွားခဲ့ပါတယ်ထိုနာကျင်မှုကတာယာမှုအဖြစ်သို့ရောက်ရှိသွားပြန်တယ်အပုံနဲ့တွင်ငါးညီသောအနှံ့တွင်အမွှေးနဲ့သာယနေ့အဖြစ်ပြောင်းလဲသွားလိမ့်တယ်ထို့အတူကံပေါင်းတယောက်တာသည်ဘဝသို့လည်းပြောင်းလဲသွားရလိမ့်ပြီလူတွေတည်ဆုံးသွားစဉ်မသာချသည့်နေ့ရက်လယ်ဆွန်းတုတ်တဲ့နေများမှာတော့ဘုန်းတော်ကြီးတွေဘဝတစ်ပါးမှာဘဝတစ်ပါးသို့ကုသောင်းရောက်ရှိသွားသောဆိုတဲ့စကားအတိုင်းကံပေါင်းတယောက်တာသည်ဘဝဖြစ်သွားရလိမ့်ပြီလား ဘဝတစ်ပါးမှဘဝတစ်ပါးသို့တကယ်ပဲကူးပြောင်းသွားခဲ့လေပြီလားဘလိုပဲဖြစ်ဖြစ်ကံမောင်ခေါ်တာတိရဖို့ကတော့အင်မတန်တာယာသောဘဝသို့ရောက်ရှိသွားပါလေတာတိရရဲ့ဥပေါင်းကိုကိုက်ဆွဲကြလာတော့ငါးကြီးပြောက်သွားပြီးတော့တာတိရဲ့ကောင်းမှာတော့ရွှေစင်အတိပြီးတဲ့ငါးကောင်းတရဟူကြီးရောက်နေပြီးတော့တာတိကရွှေရောင်နဲ့ကြောက်တံမရများတွေစီချထားတဲ့ရေရောင်နန်းတော်ကြီးရဲ့ပလင်ကြီးပေါ်မှာရောက်ရှိသွားခြင်းပဲအကုသိုလ်ကောင်းကြီးတာတိရဲ့အတွက်အရာအလုံးကတော့နှစ်သက်ကျင်တဲ့ဖွယ်တာယာကြီးနူးဖွယ်တွေဖြစ်နေတယ် သူ့ကိုခါစားပြီးတော့ပြပြဝင့်နေတဲ့သူတွေမှာတော့ဘဝပြောင်းလာတဲ့တန်ခါတဲ့တွေသူတို့ပေတော့ကုန်းရွာကရောအင်းကြီးပဝန်းကျင်ရှိရွာတွေကရောပါပါတယ်မျက်နှာတိပြင်းနေစိမ့်တွေစုံလင်လာတယ်အဲ့ဒီအထဲမှာသူအကျဉ်းနဲ့ဆုံးအနှစ်သိမ့်ဆုံးကငင်းညောင်းသောဒုရိယတန်စီဒီမုတ်ဒီဆိုကခုံတံများနဲ့အတူဖြောပြေးနေကြတော့ငါးနှမိမယ်ပစွန်နှမိမယ်ရေသူမတက်တော်ဟာနှမိမယ်လေးများကိုပင်ဖြောရေပွဲတွေပြီးတော့စားတော့ပွဲကြီး တော်တော်တလေးဆန်ရင်းနေတက်တော်ဟာမြေမျိုးကိုမြာသိန်းစပွဲကြီးပေါ်မှာရှိတဲ့ရွှေပကံများကြီးအဖြစ်ပြင်ဆင်ထားပါတယ်။တို့တော်ချက်ပြုတ်ကြော်တော်ထားတာတော့မဟုတ်ဘူးဗကတိအစိမ့်တက်တက်အကောင်းလိုက်အတိုင်းပဲ။ဒါပေမဲ့တော့လေစားတော်ရသည်မှာတော့နေတော့တာများအရသာရှိတာလေ။အိတ်ဆက်ရောင်မှာလည်းဗဒမြတလွန်ညောင်းဆောင်ပေါ်မှာတော့ငါးနှမိမဲ့ကလေးများနေအီညံ့ညံ့ချောချောဖဲမွေရနှစ်နာရီအဂျီအန်တို့အထူးထူးသောဖော်တော်ဖက်သက်တွေစိုက်နေဒီမှာတော့ဘယ်ဘဝနဲ့မြောက်မလဲနိုင်လို့။ဒါဒါပေမဲ့ ကြည်နုစပြန်တရားပေါ်ရာအဋ္ဌိတာယုံနေပြီးတော့ကြောက်လန့်ခြောက်ချားပေါ်ရာအနိဋ္ဌာယုံကြီးကချက်ချင်းဆိုရောက်ရှိလို့လာခဲ့ပါပြီ။တာတိကြီးရဲ့ကိုခန္ဓာမှာနဝေနန်းစားတွေမရှိတော့ရွှေဘင်းရဲ့ဖြစ်ရွှေသားတိပြီးတဲ့ကြောက်တံမတမျာစီကျက်ထားတဲ့တလက်ဖူလည်းပျောက်သွားတယ်။တာတိလူဘွားကလာခဲ့တယ်လို့စိုးစိုးပြပြပေးပေးကြီး။သူ့ကိုတက်ပြတ်ခဲ့သောငါးတွေတော်ရန်တလိဆန်တွေကလက်နက်မျိုးစုံနဲ့ဝိုင်းဝန်းထိုးခုတ်ကြလေတယ်။ဒဏ်ရာတန်တဲ့တွေတော့သူရဲ့လူလူမခံမရနိုင်ဖြစ်ပြီးတော့တာတိထွက်ပြေးတယ်။ဒါပေမဲ့မလို့ ။တလိဇာတကောင်ကောင်ရဲ့အထိုးခိုးအပိုင်ဖြစ်တဲ့ကြောင်းကနေတလိဇာတကောင်ကောင်ရဲ့အကైခဲအကైအပြဲတွေကိုခံရပြန်နေတယ်။တကောင်နဲ့မဟုတ်အကောင်မောင်းများစွာအမျိုးအမည်တမျိုးတစားနဲ့မဟုတ်အမျိုးသားပေါင်းများစွာဝေဒနာခံစားရသည်မှာတော့ကြောက်ခမန်းလီလီအဲ့ဒီလိုအနိဋ္ဌာယောအသေးစိတ်ယူလိုက်အောင်ခံစားနေရကလွတ်မြောက်လို့လွတ်မြောက်ညာအတန်ကုန်အတန်ပြာကြီးနဲ့ရုံးကန်အော်ဟစ်မိတယ်ကြောက်ပါပြီဗျာကဲတော်မူကြပါ ူအော်တန်ကြောင့်ကဲမဲ့သူအစားရေနစ်ရမှာဆွဲကူနှိမိကြောင်းလန့်တုံမို့ဖေရအတန်ကြီးများသာကြားရပြန်နေဟဲလူမိုက်ဒါဒီနေရောက်နေတာကနေဆန်လို့ညခံညခံလို့နေဆန်ရတဲ့အသူရကယ်ပုံပဲနေရပြုခဲ့သမျှဝိကျွေးကိုနေမြန်ပြီးဆက်ရမှာပေါ့ဘာခုမှကြောက်ပါပြီလေအဲ့ဒီအတန်ကြီးကြားရပြီးတဲ့နောက်တာဒီအဖို့လွန်လန်းမမြင်တော့တေးချင်းပေမဲ့ချက်ချင်းမသိနိုင်ပြန် တာဒီပြန်လဲပြောပြခြင်းကမစွမ်းတာနိုင်တော့ဒုက္ခဝေဒနာတွေခံစားရင်းကတကလုံးလေးဟာနေတဲ့မြောက်တက်သွားပြန်နေအငင်းစဲခံအနစ်စက်ခံငရမလွတ်မြောက်သွားပြီတဲ့နောက်မှာတော့တာဒီဘဝပြောင်းသွားပြန်နေတယ်ရွှေစဲအတိကြောက်တံပရမများကြီးစီချဲထားတဲ့ရွှေငါးကောင်းစောင်းထားတဲ့စီစိန်ခံဘရင်ကြီးတဖန်ပြန်ဖြစ်ပြန်နေထူးခြားစီမှာတော့စီစိန်ခံခံစားနေရစီမှာတော့မရဲခံနေရတော့အဖြစ်ဆိုးကြီးကိုလုံးဝသတိမရပျော်ပျော်ပါပါခံစားနေကာမဂုဏ်အာယုန်၌လုံးဝနှိမ့်ချပျော်ပါလျက် မရဲခံရသောအချိန်မရဲခံရသောအခါမှလည်းစည်းစိမ်ခံရသောရွှေငါးကောင်းဘရင်ကြီးဖြစ်ကိုအနှဲငယ်ရပင်သတိမရဓာတိဘဝကတော့ဆန်တလဲခံတလဲနေဓာတိကျင်းလည်းနေကြရပါတယ်လူဘဝကုသိုလ်ကံပြုခဲ့ခြင်းကဆန်ရပြီးတော့အကုသိုလ်ကံပြုခဲ့ခြင်းမကောင်းခြင်းကခံရခြင်းတည်တယ် တပွဲသားကံပေါင်းကတော့အင်းတရေကြီးတာတီဖြစ်လာရွှေငါတယ်ဖိုဆောင်ဘရင်ကြီးဖြစ်လိုက်နေအသူရကပုံစံဘဝကိုရောက်ရှိနေဒီမှာကောသူမသိလုံးဝမသိပါဘူးဆရာကျော်မင်းသာရေးသားထားတဲ့တပွဲသားကံပေါင်းဆိုတဲ့ဖြစ်မှန်ပရလောကဇာတ်လမ်းလေးကတော့ဒီမှာနေပြီးဆုံးပါပြီခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ပရလောကဇာတ်လမ်းလေးနှစ်ပုဒ်ကိုကျိုင်းနေတကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးပဲတာယာပြေရှင်သောညလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ